အာညူပြစီမီကလေးများပြောကြပါရန်မေတ္တာရက်ခံပါပေးပေးအဲ့ပေးပေးလားနိုင်ငံတော်ညူပြစီမီပေးပေးအဲ့ပေးပေးအဲ့ပေးပေးကျော်လာကျော်လာမင်းရောလေဒါမှမဟုတ်ဘူးအဲ့ပေးပေးကျွန်တော်ပြောအဲ့ပေးပေးလားမေတ္တာရက်ခံပါမတရားဖန်ဆီးခံထားရတဲ့နိုင်ငံရေးအကျဉ်းသားတွေလွတ်ပေးဖို့နဲ့2008ဖွဲ့စည်းပုံခြေခံဥပဒေတွေကမတရားတဲ့ပုံမှန်တွေပယ်ဖျက်ပေးဖို့ဖီလိုစာသားပါအင်ဂျီတွေကိုဝစ်ဆင်ထားတဲ့တက္ကသိုလ်ကျောင်းသားတွေဟာ အာဏာပိုင်တွေနဲ့ညှိနှိုင်းမှုရပြီးတဲ့နောက်မှာတရားခွင်တွေရောက်လာကြပါတယ်။ဖီလိုကမ်ပိန်းလုပ်နေတဲ့ကျောင်းသားတွေတရားရုံးကိုရောက်လာချိန်မှာတော့အာဏာပိုင်တွေကဘလို့တုံ့ပြန်ခဲ့လဲ။ဖီလိုစာသားပါအင်ဂျင်နဲ့ရုံးမထုတ်ပေးနိုင်လို့ရဲတချို့ကပြန်ခေါ်သွားပေမဲ့ညှိနှိုင်းမှုတစ်ခုတော့ရခဲ့ပါတယ်။တရားခွင်တွေရောက်လာတဲ့ကျောင်းသားတွေကိုတရားသူကြီးကတတိပေးပြောဆိုတာမျိုးမလုပ်ခဲ့ပါဘူး။နိုင်ငံသားမှာဒီထက်ဆိုးတဲ့စာတမ်းပါအင်ဂျင်တွေကိုဝစ်ဆင်နေကြတယ်လို့ပြောခဲ့ပါတယ်။ အခုဒီဘက်မှာတရားရုံးတင်တာနောက်ကြတာပိုင်းအဲ့ဒါကြီးပါဘာလို့ဆိုတော့တို့ဒီဘက်မှာညှိနှိုင်းနေကြတာတော့ကြောင်းကြားတယ်အဲ့လိုညှိနှိုင်းနေတဲ့အတွက်ကြောင့်နောက်ဆုံးနောက်ဆုံးဒီတရားခွန်ဒီအိမ်နဲ့လည်းတင်ဖို့ပြင်လာတရားရုံးပိုင်းကလည်းတရားသူကြီးရဲ့ဒီအိမ်ကြီးဝယ်လာလို့ဗာပြစ်တယ်ညာပြောတာမျိုးရှိတယ်ဘယ်လိုမှမစာရန်ပါတီချက်တွေကအများကြီးဝင်နေကြတာပဲနော်ဝင်နေကြတယ်ခင်ဗျားနိုင်ငံခင်ဗျားနိုင်ငံတွေမှာလည်းဒီထက်ဆိုရဲဟို စာတမ်းတွေနဲ့ဒီချက်တွေတော့ဝင်နေကြတယ်။ campaign အင်ဂျီဝစ်စင်ထားလို့အထုတ်ကားပေါ်ကပေးမစင်မဲ့ပြန်ခေါ်သွားမယ်ရွေးတွေနဲ့ဘလို့ညှိနှိုင်းခဲ့ရတယ်ဆိုတာကိုတော့ကိုမင်းသူကျော်ကအခုလိုရှင်းပြခဲ့တာပါ။ခုနကကျွန်တော်တို့ failor campaign ပေါ့နော်ကျွန်တော်တို့တက္ကသိုက်လုပ်နေတာရှိတယ်အဲ့တော့ဒီ failor campaign ကိုကျွန်တော်တို့အခုအင်ကြီး campaign အဖြစ်အသွင်ပြောင်းပြီးတော့ကျွန်တော်ဒီလုံးမှာကျွန်တော်အင်ကြီးစင်တူဝတ်ပြီးရောက်လာကြတယ်အဲ့ဒီလိုပဲကိုဇာလူနဲ့ကိုပိုင်းတို့လည်းကျွန်တော်ပြေးဝတ်တယ်သူတို့ပြေးမစင်ဘူးအင်ကြီးချွတ်ပြီးမှဆင်ခိုင်းတယ်ပြေးမစင်ဘူးဟိုဟာဟိုဟာပေါ့အင်ကြီးချွတ်မှပြေးဆင်မယ်ဆိုပြီးပြောတယ်ကိုဇာလူတော့မချွတ်ဘူးဒါ campaign လုပ်နေတယ် ဲ့တော့နောက်ဆုံးသူတို့ကိုမိများတဲ့အနေထားတစ်ခုရောက်တော့သူတို့ကကိုစရာလုံနဲ့ကိုပိုင်းသူကိုကားပေါ်မှာပဲအောက်ကိုပြင်းမစင်ခိုင်းမဲ့နဲ့ကိုဘက်ကိုထွက်သွားတယ်ဝဲရန်ဘက်ကိုထွက်သွားတယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်မသိသေးဘူးအခုလေးနေဖြစ်သွားတာ။အဲ့တော့ကျွန်တော်စုံစမ်းနေတယ်ရှင်းနေကိုကျွန်တော်ကျွန်တော်ရဲ့ရှင်းနေဦးကျော်ဟိုလမ်းမေးတယ်ရှင်းနေကဘာပြောလဲဆိုတော့ဒါဥပဒေကြောင်းရာမရှိဘူးဒီလိုလုပ်လို့လည်းမရဘူး။အဲ့တော့ဘာကြောင့်ဒီလိုလုပ်လိုက်လဲဆိုတော့ကျွန်တော်ရှာဖွေနေပြီးကိုဇာလင်းတို့ပဲခေါ်ပါလဲဆိုတော့ကျွန်တော်စုံစမ်းနေတယ်ခုလောဆယ်တော့ဒီအချိန်ဒီမှာရှိပါတယ် မတရားတဲ့ဥပဒေတွေကိုရုတ်သိမ်းပေးဖို့တောင်းဆိုနေတဲ့နိုင်ငံတော်ကြီးညိုပြက်စီမှုပုံမှန်905ခါပါဝင်ပုံမှန်16နဲ့တရားစွဲခံထားတဲ့ကိုစီယာလွင်နဲ့ကိုပိုင်ရဲသူတို့ကိုလာမယ့်စက်တင်ဘာ15ရက်နေ့ကိုရုံးချိန်ထပ်ပေးခဲ့ပါတယ်။မတရားတဲ့ဥပဒေကြာရှုံးပြီးတရားတဲ့ဥပဒေဖြစ်ဖို့တောင်းဆိုသွားမှာဖြစ်တယ်လို့တရားစီရင်ရေးမှန်တိုင်းမှာအုပ်ချုပ်ရေးမှန်တိုင်းရှိနေသည်၍စန့်ကျင်သွားမယ်လို့ကိုဖိုးတကခုလိုပြောခဲ့တာပါ။ 第二是云南河嘛，我说云南，现在六七年的要用水，还要用到第二是，第一月份的那个，第二是云南，是那个，三年的。